အချစ်ဆိုတာကိုဘာမှမသိရဲ့အဲ့လိုအဲ့လိုနိုဝင်ဘာပေါ့နော်အချစ်ဆိုတာကိုဘာမှမသိဘူးအချစ်တဲချစ်သူဒီလိုရီးစားတနာဆိုတာကိုတိတ်ပြီးတော့နားမလဲဘူးဟိုအချစ်ဆိုတာကိုတေချာမခံစားတတ်တဲ့သူတွေကနေလို့တိရစ္ဆာန်ထားပါဘူးအေးသက်တွေရှိကိုပြန်လာတဲ့ကားမှာအေးသက်တွေမချစ်မှာတော့စိတ်ပူမိပါရဲ့အဲဒါပေမဲ့ဘယ်လိုပဲဖြစ်ဖြစ်ကိုယ့်ရဲ့ ဇယုတ်တီကောင်းတီဖြစ်စေဆိုးတီဖြစ်စေအယူမဖြစ်စေအာတည်ရမလားသူဖုံးစားဖြစ်ပါစေအာဗလိန်ဖြစ်ပါစေအာမင်းသမီးဘန်းသူလေးဖြစ်နေပါစေဘလို့ပဲဖြစ်ဖြစ်ကိုယ့်ရဲ့ဇယုတ်ပုံမှာတက်စာရှိသွားတဲ့တရုပ်ဆောင်ထားတဲ့အတွက်ကြောင့်ပြည်သက်ကဂျင်းနဲ့လက်ခံမယ်လို့မျှော်လင့်ထားပါတယ်ဒီစကားရိုက်ဖို့ကလန့်မခံရခင်ကလေးကမုံကဒီဝိတုရဲ့ fan ပေါ့နော်အဲ့ခါကျတော့ဟိုဒီဒီစောက်ကိုဖတ်ပြီးတော့စောက်က ဟိုတိတိပပလေးပဲဒါပေမဲ့ဟိုစာဖတ်တဲ့ပေးတဲ့ရင်ကိုအရန်ကိုဟိုအများကြီးရင်ထဲမှာကြံအောင်အရန်ကိုကိုင်းလုံးနိုင်တဲ့ဝတ္ထုတစ်ပုဒ်ဖြစ်တယ်ပေါ့နော်အဲ့တော့အဲ့ဒီဝတ္ထုကိုကိုကရိုက်ရမယ်လို့သိရတဲ့အချိန်မှာအရန်အံ့ဩပါဟဲ့ဟုတ်လားအဲ့ဝတ္ထုအရန်ကြိုက်တာပေါ့အဲ့အဲ့လိုမျိုးနဲ့စပြီးတော့ဟိုနောက်တစ်ချိန်ဒီဝတ္ထုကိုပြန်ဖတ်တဲ့အချိန်မှာကြာမတူတော့ဘူးကိုတာဝန်ယူရမယ့်ဇက်ကောင်ကိုရိုက်ကူးရမယ့်ဇက်ဝင်ခန်းတွေအတွက်တည်ချာချာလေးအဲ့လိုအလေးထားပြီးတော့ဖတ်ပြီးတော့ပြင်ဆင်ခဲ့ရတာပေါ့အချစ်ဆိုတာကိုဘာမှမသိရဲ့အဲ့လိုအဲ့လို နိုဝင်ဘာပေါ့နော်အချစ်ဆိုတာဘာမှမသိဘူးအချစ်တဲချစ်သူဒီလိုရီးစားတနာဆိုတာကိုတိတ်ပြီးတော့နားမလဲဘူးဟိုအချစ်ဆိုတာကိုတေချာမခံစားတတ်တဲ့သူတွေကနေပြီးတော့ပြောဆောင်ထားပါဘူးပြည်သက်တွေရှိကိုပြန်လာတဲ့ကမှဒီတည်းမချစ်မှာတော့စိတ်ပူမိပါရဲ့အဲဒါမဲ့ဘယ်လိုပဲဖြစ်ဖြစ်ကိုယ့်ရဲ့ ဇယုတ်တီကောင်းတီဖြစ်စေဆိုးတီဖြစ်စေအယူမဖြစ်စေအာတည်ရမလားသူဖုံးစားဖြစ်ပါစေအာဗလိန်ဖြစ်ပါစေအာမင်းသမီးဗန်းနုသေးလေးဖြစ်နေပါစေဘလို့ပဲဖြစ်ဖြစ်ကိုယ့်ရဲ့ဇယုတ်ပုံမှာတက်စာရှိသွားတယ်တရုတ်ဆောင်ထားတဲ့အတွက်ကြောင့်ပြည်သက်ကကျင်းနဲ့လက်ခံမယ်လို့မျှော်လင့်ထားပါတယ်ဟုတ်ကဲ့အချာကြီးနေပြီးတော့မှဟိုမှာပြန်လာတဲ့အကြောင်းပြောပြပါဦးအာအဓိအဓိကတော့ဘယ်လိုပြောရမလဲဟိုကိုနဲ့ကိုက်နေတဲ့ဇကားတွေလည်းကန်းလန်းတဲ့သူတွေကမကန်းလန်းလာဘူးပြီးတော့ဟိုကန်းလန်းတဲ့ ဇကားရီမှာလဲကိုကရိုက်ဖို့အတွက်ဟိုစဉ်းစားရတာအများကြီးရှိရယ်ဘာလို့လဲဆိုတော့ကိုက12နှစ်23နှစ်လောက်ဒီလိုမျိုး league grow နေရနေပြီးတော့ရိုက်ထားတယ်အဲ့လိုအချိန်မှာအများကြီးစဉ်းစားရရယ်ပေါ့နော်ဟိုငါဘလို့ကိုက်ရိုက်များများလေးရိုက်လိုက်ချင်တာလားဒါမို့ငါဘလို့ပဲရိုက်ရိုက်ဟိုငါရဲ့တန်းလေးတစ်ခုကိုထိန်းထားပြီးတော့ရိုက်မှာလားဟို အဲ့လိုမျိုးတွေအများကြီးစဉ်းစားနေရတဲ့အတွက်ကြောင့်ပေးသက်စီကိုလည်းမရောက်လာနိုင်ဘူးပေါ့နော်မီဒီယာရှေ့မှာလည်းမပေါ်လာနိုင်ဘူးအဲ့တော့ကိုပြန်လာမဲ့ဇာတ်ကားကလည်းဘလို့ဇာတ်ကားမျိုးနဲ့ကိုပြန်ပေါ်လာမှာလည်းအဲ့လိုမျိုးကြီးလည်းစဉ်းစားရသေးတာပေါ့ဟုတ်အဲ့ဒါကြောင့်မုံကဒီလောလောဆယ်ပေါ့နော်ဇာတ်ကားမရိုက်နေတဲ့အချိန်မှာအဓိကစီးပွားရေးကိုဇောက်ချပြီးတော့တောက်လျှောက်လုပ်နေခဲ့တဲ့အတွက်ကြောင့်ဟိုရန်ကုန်မှာဆိုဘယ်သူမှတော့မတွေ့ရဘူးသိရမလားဟို စကားကတော့ဝယ်ရှိမှာပဲပြန်လာရတာအခါကျရင်အကုန်လုံးမြေဟဲ့ဘာပဲပဲရောက်နေရလဲအတိအကျစီးပွားရေးအဲလှုပ်ဖြစ်နေတာပေါ့နော်ဘာလို့လဲဆိုတော့အခုကအသက်အွယ်တစ်ခုကိုရနေပြီအဲ့ဒီအွယ်ရနေတဲ့အချိန်မှာဒီအမှုပညာအလုပ်ကိုကိုကဝါသနာပါလို့လုပ်ပေမဲ့လည်းဘဝရဲ့အမှခံချက်ရှိဖို့အတွက်စီးပွားရေးရလို့ရတယ်ဟုတ်ရဲ့ဟိုဘယ်ရမမြဲဘူးဆိုပေမဲ့လေဟိုကိုရှိနေတဲ့ကိုနေထိုင်နေတဲ့တရက်တရက်စင်းနေမှာတော့ပြည်စုံလုံလောက်ဖို့တော့လိုတယ်လေအဲ့အတွက်ကြောင့်စီးပွားရေးကိုအဓိကအဲဇောက်ချပြီးလုပ်နေရပါဟုတ်ပြင်းမှာ ဟာဒါတော့အရာရာကန်တယောက်ပေါ့ဘယ်ပြောလို့ရမလဲကိုယ်တော့လက်မဆံမီစမ်းတော့လက်မကွေမီအရာအလုံးဖြစ်နိုင်တယ်အဲ့တော့ဟိုကနေကလာဆောင်ကလို့ကြည့်ရတော့မလားအဲ့ဒါလေမပြောပြဘူးလေပြိတ္တကဝိုးပေါ့ဝါပေါ့အဲ့လိုဖြစ်အောင်လုပ်မှာပေါ့မဟုတ်အရာရာတိုင်းကဘယ်လိုမလဲဟို ဟိုမပြီးခင်ဘယ်သူမှမမြင်တာမလုတ်ခင်ဘယ်သူမှမမြင်တာမသိတာအကောင်းဆုံးပဲဘာလို့လဲဆိုတော့အရာတန်းကမှန်းသားသလိုဖြစ်မလာပဲနဲ့မီဒီယာရှေ့မှာဖြေခဲ့ပြီးတော့လွဲချော်သွားတဲ့ကိစ္စတွေသိရမလားပြည်သက်ကလက်ညှိုးထိုးပြီးခဏခဏကွန်မန့်ပြန်ပေးရတဲ့အဖြစ်အပျက်မျိုးတွေကိုရှိရဲ့စီနီယာတွေမှာလည်းအများကြီးဖြစ်ခဲ့ပြီးပြီအဲအဲ့တော့ကိုကဘယ်နေရာမှာစကားမကြွတာကောင်းတယ်ဘာလို့လဲဆိုတော့ဟို ရာတဲ့ဖြစ်လာပြီးတော့မှအော်ဒီလိုလေးလားအော်ဟိုလိုလားဖြစ်သွားတာပဲကောင်းပါတယ်ဘဝသင်္ကန်းစားရင်အများကြီးရခဲ့တယ်အဲ့လိုတော့လည်းမဟုတ်ပါဘူးအသက်က33နှစ်ရှိပြီလေ33နှစ်နဲ့ထိုက်တန်တဲ့အတည်ငြိမ်မှုရင်းချက်မှုကတော့ရှိရတော့မှာပေါ့ငငယ်တုန်းကလိုမျိုးအသက်20ကျော်အရွယ်မှာဟိုဖြည့်ခဲ့တဲ့လိုမျိုးတွေပြောခဲ့တဲ့လိုမျိုးတွေရှင်းမကြည့်နောက်ကြည့်အဲမစင်းစားပဲဇကားတွေကိုပြောလို့မရတော့ဘူးဆိုတော့လေအားကြောင့်